မတ်လ19ရက်နေ့2025ခုနှစ်လူမြတ်ကျော်ညခင်မတည်ဆောက်မှုများမှာကျေးဇူးပါတယ်။ဒီညတော့ဗျာရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်320။ရန်ကုန်မန္တလေးအမြန်လမ်းတလမ်းဟောင်းတွေပသိမ်မုံရွာလမ်းမကြီးတွေပြည်တော်စုလမ်းမကြီးတွေကိုငါတို့ရအောင်ထိန်းချုပ်မယ်လို့ပြောထားပြီးသားနော်။မင်းတို့ကောင်တွေမတ်ပုံတွေအစ်စ်နဲ့ခရီးသွားရည်သလား။ မင်းတို့တော့အစ်စ်မပြောနဲ့တန်းရွှေမောင်အေးလို့ဆိုတဲ့ကောင်ကြီးရဲ့ပိုင်ဆိုင်မှုတွေပါချိတ်ပိတ်ပြီးအကြံဖတ် president နဲ့ပူးပေါင်းတဲ့ကောင်ကြီးလို့အကြံဖတ်ကောင်ကြီးလို့အာခတ်တက်တော်အေးကတမတ်ချညာလိုက်တယ်တမိုင်းမှာညမတမိုင်းမှာဒီလိုဘောဂုတ်ခစီဘူကြလူဘာဝလာတဲ့ကောင်တိုက်ဒီတစ်ခစ်မှာတော့ အဖတ်စေလို့မရတဲ့တိတ်ခါတွေနဲ့ပိုင်ဆိုင်မှုမှန်သမျှအကုန်သိမ်းပြီးချိတ်ပိတ်ခံရမယ်ဘဝကိုတမြင့်မြင့်လောင်ကျွမ်းပြီးရောက်ရှိလာတော့မယ်ဆိုတဲ့အချက်ပေးတံတွေဒီကနေ့အများအပြားရှိနေပါတယ်။ကဲတော်လန်တဲ့နေ့ကိုစလိုက်ကြာရအောင်။တော်လန်တော်လန်တဲ့နေ့မစနိုင်မှာစကားမဆက်ကြားဖြတ်နေပြောချင်တာကဗမာပြည်ဟာပြည်တော်စုပြည်တော်စုအစိုးရကြီးလို့ပြောလာတဲ့အပေါ်မှာ ဒုတိယပိုင်းမှာအကိစ္စလေးပတ်သက်ပြီးနည်းနည်းလေးတော့ပြောမှရမှာမဟုတ်ဘူးပြောမှဖြစ်ပါတယ်ဆိုတော့ဒီတော်စုအတုမှာဒီတော်စုအစိုးရလုတ်ပြီးဇွတ်အစိုးရအဖြစ်နေတဲ့ပုံကိုများကျွန်တော်ပြောဖို့ပြောမှရမှာဖြစ်ပါဘာကြောင့်လဲဆိုတော့ဘုကျော်ပြာစုခရုစံကျုဖြစ်နေတဲ့ပြည်သူလူထုကိုအတိမအမြင်မာတွေမပေးကြပါနဲ့ဆက်လိုက်ကြရအောင်ဒီကနေ့ ရန်ကုန်မန္တလေးအမြန်လမ်းကစပြောပြီရန်ကုန်မန္တလေးအမြန်လမ်းပြင်စီရဲစခန်းဒီရဲစခန်းကိုတော်လိုင်းတက်ကဝင်တိုက်ပါတယ်ဝင်သိမ်းပါတယ်မသိမ်းဘူးပြန်လုပေးပြီးပြန်ဆုတ်သွားပါတယ်အကုန်နီးပါးမတာပေါ်တယ်လို့အကြမ်းကြီးသိရပြီမတ်လ19ရက်နေ့မနက်09:45မိနစ်တော့သူများတို့တကောင်ရံမှထပြီးဘုံကျဲတဲ့အဆင်မဟုတ်ဘူး သွေးရှိတဲ့ရောက်နေကင်းကြောင်တော်နဲ့မင်းတို့ကိုစောက်ပြီးမဆိုင်ဘူးဆိုပြီးဝင်ပစ်တာရှင်းတယ်မန္တလေးတိုင်းနထိုးကြီးအပိုင်ရန်ကုန်မန္တလေးအမြန်အမြန်လမ်းမိုင်းတိုင်း316ပြင်စီအမြန်လမ်းရေကင်းစကန်အပြန်လမ်းတိတ်ပြီးတော့ပစ်တာမိနစ်40လောက်ကြာတယ် ားရီရုတ်တရက်ပိတ်သွားပြီးရန်ကုန်မန္တလေးအမြန်လမ်းတစ်ခုလုံးဝုန်းနေပိတ်သွားတဲ့အခြေအနေပါလမ်းမြောင်းမြန်နေမောင်းမီကားရီအမြန်ပြန်လဲတဲ့အခြေအနေဖြစ်ပြီးနေ့လေ17နာရီလောက်မှာလက်မြေထိုးစစ်ရှင်မှုပြီးသွားပါတယ်နတော်ကြီးခြေစိုက်မြင့်ညက်ခဲအမှတ်လေးတက်ရင်းလို့မြင့်ညက်ခဲတက်ရင်းနေဝင်စော်တယ်လို့အကြံဉာဏ်သိရပြီး နောက်ဆုံးချိန်များတော့အင်အားတရာလောက်ရှိတဲ့စခတတိုက်မိုင်းနိုင်319ရေစကန်ဝင်းနေဝင်းချင်စစ်ချောင်းတူရှင်းနေတယ်တတိရှိရင်နထိုးကြီးတွေဝင်လာခဲ့ပါအဲ့တော့တဟာကျောင်းမန္တလေးအမြန်လန်းလမ်းဟောင်းလမ်းတက်နေဗမာပြည်မှာရှိတဲ့အမြန်လမ်းမကြီးတွေထိမ့်ချုပ်နိုင်ရေးအစာပြိုးပြူဝါတွေဖြစ်လို့နေပါပြီ အခုလေဖက်စစ်တပ်ကအတိုင်းဝိုင်းတစ်ခုလုံးရန်ကုန်မန္တလေးအမြန်လမ်းကိုမှတ်ပုံတင်အစ်စ်နဲ့မတော်ရဲတော့ရှင်းနေတော့မပုံနေအတုတွေနဲ့သွားနေရတဲ့ဘဝခိုးကြောင်ခိုးဝနဲ့သွားနေရတဲ့ဘဝမှာမမင်းတို့နောင်တမရသေးဘူးဆိုရင်လေကြည်ကြပြီနောက်တစ်ခါ မြမနိုင်ငံကြီးတမိုင်းမြမဟိုမြမပြည်ဖြစ်တည်မှုတမိုင်းမှာဘယ်တော့မှမရှိဘူးတဲ့အဖြစ်ပြက်ကြီးတစ်ခုဒီကနေ့ဖြစ်ပေါ်တန်းရွှေမော်အေးမိသားစုပိုင်းကန်းချေကဟိုတယ်အားလုံးချိတ်ပိတ်လိုက်ပါမြန်မာတမိုင်းတလျှောက်ပါလေစစ်အာဏာရှင်မိသားစုတွေရဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းစီးနိုင်တဲ့ ပထမဦးလုံးတတ်တော့တိုင်းလာတတ်တော့အာခတ်တတ်တော့အေးအေးဝမ်းသာဂုံယူလေးစားမိပါတယ်ဂျိုနေနန်ရဲ့ရရယာနေပြီးဇပ်ပိုးပါဖြတ်ရိုက်လိုက်တဲ့အချိန်မှာပြည်သူလူထုပေါ်တိုင်းပြည်ပေါ်တသက်ပလုံးဂုတ်ခွစီရုပ်မာခဲ့လူဘာဝခဲ့တဲ့ကောင်းကြီးဒီတချီဒီတမောင်းတော့ရောက်နေပေါ်ဝမကူရေမရှူစတဲ့နော်ပေါ်ဝမကူရေမရှူစတဲ့ ငါတို့ကဘရင်တော်ဖောက်ဖျက်ပေးရောက်နေနင်တို့ကိုနိုင်အောင်တိုက်ပါဆရာနာရှင်စနစ်တစ်ခုလုံးကိုဖြိုချဖျက်ဆီးပြီး နောက်ထပ်မြန်မာပြည်မှာတရီတီခွေလုံးဝမပေးတော့ဒိုင်နိုဆိုလိုမျိုးသုံးပျောက်ကွယ်ရမယ်ဆရာနာရှင်စနစ် အကူတွေကပြပကိုထွက်ပြေးတာပြပထွက်ပြေးပြီးပြပမှာဂျာမနီမှာစင်ကာပူမှာ ရွှေမန်းတို့အများကြီးကျွန်တော်မပြောသေးဘူးအဲ့ကိစ္စကိုကျွန်တော်နောက်နေ့အခြေတဝင်ပြောမယ်မင်းတို့ကြိုထွက်ပြေးနေတာငါတို့မသိဘူးလို့မထင်နဲ့မသိဘူးလို့မထင်ဆိုတော့အာကတတော်အေးဟာနောက်ထပ်တစ်ဆင့်နေတယ်စစ်တပ်ကတင်းရတဲ့လေယာမြီမှန်သမျှကိုအာကတတော်အေးရဲ့ဥဆောင်ညွန်ကြားချက်ဖြစ်မူလပိုင်ရှင်များကိုပြန်လဲလွှတ်အပ်ပေးနေတာကိုလည်းတွေ့ရပါ နောက်တစ်ခုကအာရခတတ်တော်အေရာရခိုင်ပြည်နယ်ထဲမှာတိမ့်ပိုက်ပြီးသားနေနေမြေတွေမှာစကုံစိမ့်လုံးသုံးစခန့်ကြဆင်းလာအောင်လုပ်နိုင်ခဲ့တယ်လို့တွေ့ရပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအာရခတတ်တော်အေကိုအတိမတ်ပြုလက်ခံနေရပါပြီကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ကလည်းအာရခတတ်တော်နဲ့တွေ့ဆုံခြင်းပါတယ်လို့ပြောဆိုလာ မြေပိုင်လို့စစ်နိုင်တယ်စစ်နိုင်တော့အစိုးရဖြစ်တယ်တော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူအောင်လုပ်တယ်စစ်ကိုစစ်နဲ့တူအောင်တိုက်တယ်ဒီလိုလုပ်နေရင်တန်ကင်းတမကင်းဘသူကိုမှအရခတ်တတ်တော်အေးရတွေ့ကျင်လာပါရဲ့ဆိုကြည်လာပါရဲ့တခွန်းမှမပြောဘူးဘယ်ပြီပကိုမှသွားပြီးတော့လဲဘာယုံမှမဖွင့်တာဒါပေမဲ့အရခတ်တတ်တော်အေးရဲ့လက်ရှိအဖြစ်အပျက်တွေကိုကြည်ရင်းနဲ့ ကျွန်တော်ချီကွေဗာရာကတ်စတိုရိုရဲ့စီဘာရာတောင်တန်းပေါ်တွေ့ချင်လာခဲ့ပါဆိုတဲ့စကားလေးသတိရမိပါတယ်။ဘယ်တကောင်တမီးဖို့မှကဘာပတ်ပြီးလိုက်တွေ့နေတော့တော်လန်ရင်ဥဆောင်အဖွဲ့စည်းတက်ဦးမရှိခင်မော်စီတိုဒီတိုင်းပဲ။ဖာစာဘလာဘူဂျုံအောင်ဆန်းဒီတိုင်းပဲ။တိုက်เสียချီရောက်ကိုပြက်ပြက်တတတိုက်ပွဲဝင်နေဥဆောင်နေတောင်းဝင်ခံနေ ဘုံလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးလိုက်လုံနေတာဘယ်တုံးကမှတော်လည်ကြီးမှမလုတ်ခဲ့ကြဘူးလုတ်လေလုတ်ထားလေမရှိဘူးအနိစ္စဆုံးကတော့အရခတ်တတော်အေးသူ့မြေကိုသူ့အဖအဖရခိုင်ပြည်နေကိုအဖရခိုင်ပြည်ကိုတရားမင်းစင်တာတော်မကြဘူးရအောင်ရှူမယ်လို့ပြောပြီးပြောတဲ့စကားတိုင်းမြေကိုပိုင်အောင်လို့စစ်ကိုနိုင်အောင်တိုက်တဲ့အခါကြာ တော်လန်ကြီးကငွေထုတ်လိုက်တော့ခေါင်းဆောင်ကောင်တယောက်ရဲ့ဥဆောင်ပေါ့မှာလက်ရှိအမ်ဘရာနဲ့ရှိကန်တော့ဘယ်လဲပကိုးတိုင်းအေယာဝတီတိုင်းမကွေးတိုင်းတိုင်းတုံးတိုင်းကိုစစ်မျက်နှာဖွင့်တာနိုင်တော့တွေ့ရဒီချက်ပို့ပြီးပြောခွင့်မရှိလို့မပြောတော့ပါဘူးအများကြီးတည်ရတာရှိပါ ဆိုတော့ဒါကိုတဆက်ဆက်တည်းပြောရင်းနဲ့အာကတ်တက်တော်အေးရဲ့ညောင်ကျိုးတိုက်ပွဲအကြောင်းဒီတစ်ချက်ပြောပြချင်ပါသေးတယ်ညောင်ကျိုးကြပြီးမကြခင်မှာညောင်ချီတော့ကိုဖိုးဝင်လာတော့မယ်တက်တွေအာကတ်တက်တော်အေးပြင်းစင်နေလေးရရှိပါတယ်ဒါကိုဖက်စစ်တက်ဘက်ကအိုးရှစ်ပင်ရောက်ရင်မင်းတို့အားလုံးတေတံမဲလို့ အသိခံတိုက်ခိုင်းနေတယ်ဘဝရှင်းနာစရာကောင်းလိုက်တာဗျာတိုင်းပြည်တော်လည်းမဟုတ်လူမျိုးတော်လည်းမဟုတ်ဘာသာတော်လည်းမဟုတ်ကိုပြည်သူလူလူအတွက်လည်းမဟုတ်ကိုမိသားစုအတွက်လည်းမဟုတ်မင်းအောင်လိုင်တို့စစ်အာဏာရှင် တစုကောင်းစားရေးအာဏာရရေးအတွက်ခမားတို့အသက်ကြီးဘဝကြီးစွန့်လို့ပြီးတိုက်ပင်းနေရတာတန်လို့လားလို့ ခေါင်းတုံးပြီးစဉ်းစားကြပါခေါင်းတုံးမှာဆိုရင်ဂျုံးနေပြီးလိထုံးနေကြတယ်မုတ်ဆိုးမာတွေအကုန်ဖြစ်ကုန်ပြီရှင်းတယ်အဲ့တော့အမိုင်းပြီးရှောက်မှာဘယ်တော့မှမရှိဘူးသေးတယ်မဖြစ်ဘူးသေးတယ်နီနာအစ်အတွေးခေါ်တဲ့လုံလီလုံဟန်အစ်နဲ့လူလူကိုမျက်နာမှုတဲ့ အုတ်ချုပ်ရေးစီးပုံစံတွေကိုအာခတ်တက်တော်အေကတတိုင်းကြီးလုံးကိုတင်ကြားပြတာပေးနေတယ်လို့ကျွန်တော်ဒီနေရာကနေလေးလေးနက်နက်ပြောပြရစီအဲ့တော့ဒီအခြေအနေတွေကိုတွေ့နေရပါတယ်နောက်တစ်ခုကဒီကနေ့အဲဒီကနေ့မို့19ရက်နေ့19ရက်နေ့လို့ကငွေနဲ့2နာရီ55မိနစ်မှာမန္တလေးမှာယောဂန်ကျင်းရွာ1 2 ရိုးကန်ကြေးရွာကအုတ်ချုပ်ရည်မှုသေးမောင်ကြေးရွာစည်ရည်လို့ပြက်ခတ်ရှင်းလင်းလိုက်ပါလေပြစ်တံခတ်လိုက်ပါလေဖပြေးလို့လားလို့မသိရပ်ကအုတ်ချုပ်ရည်မှုတွေကိုပြစ်တံခတ်မှုတွေအမြန်လမ်းမှန်သမျှဖျက်တော့ရည်တွေစစ်ကောင်စီအုတ်ချုပ်ရည်စီးပွားရေးကျန်းမာရေးပညာရေးတောက်တိုင်မှန်သမျှပြစ်တံခတ်မှုတွေကတော့တရဆက် ရှိလာနေပါပြီဒီထဲမှာမှာတော်လိုင်းနဲ့ဆက်ဆက်တဲ့သတင်းလေးတစ်ခုကျွန်တော်တင်ပြပါရစေဒီနောက်ပိုင်းမှာစီယုံချုပ်နေဆက်ဆက်တော့တိုင်ဝိုင်းတွေကထွက်ပေါ်လာတဲ့သတင်းလိုပဲကျွန်တော်ပြောချင်တယ်မန္တလေးနေပြီးတော့မုံရွာစကိုင်းမရရာတပိတ်ချင်းအင်းတော့ညဉ့်ညံမခုတ်ကူဒီမှာပြီးအလဲပိုင်းကြော်ရိုးကြီး တတိထားကြရပါလိမ့်မယ်။ရခိုင်ပြည်နီကချင်ကရင်ပြည်နယ်မြို့ကြီးများအညာပြည်သားအချို့ကိုတော့အထူးစစ်စင်ရေးပုံစံတွေတတ်မှတ်ထားပြီးရုရှားရဲ့ဤပညာအပူရှာဒရုန်းနဲ့ဘီလာရုကစစ်ပွဲလက်ကျန်တာဝေးပြည်အကြီးစားတွေနဲ့၆လတာစစ်ရေးစီမံချက်ရေးဆွဲနေတယ်လို့အချမ်းမြင့်သိထားရပါတယ် ကျွန်တော်ဟိုတရက်ကပြောတယ်နော်မှတ်မိမလားမသိဘူးမိုးပြင်းကိုထိုးစစ်တံဝင်တယ်နာပြီးအလဲပိုင်းကြောယိုးဖြစ်တယ်ကျွန်တော်တို့တိုင်းသုံးတိုင်းစုံရမကွေးမန္တလေးစကိုင်းမြောင်နဲ့ရေလေကျွန်းမြင်းကြံခရိုင်တစ်ခုလုံးကိုထိုးစစ်တံဝင်နေပါတယ်ဒီရှင်တွေကိုမပြတ်လိလသတိချက်ပြီးမဟာပြူဟာမြောက်စစ်စင်ကြီးပုံစံတွေကို တလိုင်းဥဆောင်တဲ့ပုဂ္ဂိုလ်ကြီးများကတိုင်းသားဤရာကိုတွေကကုဒနာကုကနန္ဒကအတူတိုက်ပွဲဝင်ပေးကြပါရန်လေလေးစားစွာမေတ္တာရက်ခံအပ်ပါအဲ့တော့ဂျီလေဂျွန်းကိုဝင်နေတဲ့တပ်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့မြင်းချံတကြောဂျီလေဂျွန်းပေါ့ဗျာနော် စီမီကုံစိတ်ကန်းကနေပြီးတော့ရေသူချေဆိုင်ခမရ2962958ပူပေါင်းအင်အားတွေနဲ့ယာနဲ့ကြီးစစ်ကြောင်းထိုးတာဖြစ်တယ်လို့အေယောင်ဒီနဲ့ချင်းတွင်းဆောင်ရမကွေးရေသူရေလေကျုံးဒေတာကျေးရွာတွေကိုကြီးရည်လေးပူပေါင်းစစ်စင်ကြီးကန်တက်စစ်စင်ကြီးတွေနဲ့ပြင်းပြင်းထန်ထန်ရေရဲဆက်ဆက်ပြည်သူပါမကြံတက်ဖြတ်မှုတွေတရဆက်ရှိနေပါတယ်အဲ့တော့ ညတော်ရွာမှာလည်းခေါင်းပြမီးရှို့မှုတွေရှိနေပြီးပြည်သူ့ကဝေးတပ်တွေကိုရဲရဲဆက်ဆက်ကျင့်ဝတ်မဲ့တပ်ဖြတ်မှုတွေအများအပြားရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မြောင်မြုတ်နယ်ရေလေကျွန်းအပိုင်မြောင်မြုတ်နယ်အပိုင်ရေလေကျွန်းပေါ့ဗျာ။ပန်ညိုရွာကအိမ်အလုံး90ကိုမီးရှို့ ပိဆက်ကုံးရွာကိုစီးနင်းဝင်းမီးရှို့ရေလက်ကျိုးဒေသတွေကခြေရွာတွေအကုန်လုံးကိုလူရဲမီးရှို့ပြည်သူပါမကြံတပ်ဖြတ်နေပါတယ်မြေတော်ကိုင်းပိဆက်ကုံးတေတစ်ပြည်မြေစုံညောင်မွေးပင်နေရင်ပေါက်တော့ပေါက်ဘူးအဆရှိတဲ့ရွာဒီရွာကဒေသကတောင်းနေချီကထွက်ပြေးတိမ်းရှောင်နေရတယ်လို့နောက်ထပ်လည်းတတိရှိကြဖို့ထပ်ပြီးမှာချပါရစေ တိုင်းတုံးတိုင်းစုံရမြောင်နဲ့ရေလေကျွန်းဒေတာမြင်းချန်ခရိုင်ကိုဖုံးစစ်တံဝင်လာဖို့ရှိနေတယ်ဆိုတဲ့အကြောင်းအထက်ထက်အခါကလူမြတ်ကျော်တတိပေးပြသည်တတ်တော်တွေစုကြပါမဟာဗျူဟာမြောက်တိုက်ပွဲဆင်မှုတွေဆောင်ရွက်ဖို့အမြန်လုံးနေပါပြီဒီပထမလေးလပတ်ဒုတိယလေးလပတ်တွေမှာမလာဖတ်စစ်တဟာအစွမ်းကုန်ရုပ်ပါဖို့မြို့ဖြတ်ဒုံးလိုဟာမျိုးတွေတုံးဖို့ ကပ္ပစပစဲတဲမှာရှိတယ်မင်းလာမှာရှိတယ်မြို့ပြတ်ဒုံးဝံမှုတွေတုံးမှုပြင်ဆင်နေတဲ့ဆိုတဲ့တရင်တွေတက်တဲ့ကြားနေရတယ်ရုရှားနဲ့တရုတ်ကထောက်ပံ့တဲ့ဒရုန်းတွေနဲ့ဒရုန်းစစ်စင်ကြီးတွေမပြတ်ဆင်နွှဲဖို့တရဆပ်ပြင်ဆင်နေတာကိုတွေ့ရပါတယ်ဒါကြောင့်မို့ရန်ကုန်ထင်လဲမသိနဲ့အထင်နဲ့မကြည့်နဲ့ ရန်သူအင်အားကိုအင်အားကိုချိန်ဆပါရန်သူအင်အားကိုအင်အားကိုတိကိုတိမှရပါလိမ့်ရန်သူကိုမျက်ချီနဲ့ပြတ်ပါနဲ့ရန်ရှင်းငါရှုပ်ငါရှုပ်ရန်ချင်းသဘောတရားရရန်သူကိုရှုပ်နိုင်သမျှရှုပ်အောင်လက်ပြဆစ်စင်ကြီးကြီးဖြူဝမြောက်ဆင်ပေးပါတတသိန်းကတယောက်သိန်းကတစ်ခုသေးကလောက်တာမျိုးဆိုတာတက်လက်ပြတပ်ပေါင်း30ကစစ်မိန်နဲ့တပြိုင်နဲ့ရန်သူကိုရှုပ်သွားစေတဲ့လက်ပြဆစ်စင်ကြီးကြီး လက်ပြတိုက်ခိုက်မှုတွေကိုတစ်ဖက်မှာဆင်နွှဲရင်းတမအိုးကြတက်တော်ချီမြို့သိမ်းရွာသိမ်းပြည်နယ်သိမ်းတိုက်ပွဲကြီးတွေကိုဆင်နွှဲဖို့တမအိုးကြတိုက်ပွဲရဲ့ပတ်သက်တဲ့စစ်ပွဲနီးနာအတွေ့အကြုံစစ်ပုတ်ကြမှုအမိန်နာခံမှုဒါတွေကိုစနစ်ကြကမျက်မျက်ခတ်သွတ်ဒီ၃လလောက်အတွင်းမှာတိဆောက်ကြပါအင်မတန်အရေးကြီးတဲ့ အင်မတန်ကိုတူတင်ကိုတင်ဘဝမကူရေမရှူတဲ့အခြေအနေကိုရောက်လာနေပါ2025မှာဖြစ်တဲ့စစ်ပွဲတိုက်ပွဲတွေဟာတော်လိုင်းရဲ့အဆုံးဖြတ်တစ်ခုတော့ဖြစ်သွားနိုင်တဲ့အခြေအနေပါကမ္ဘာကြီးရဲ့အွှေ့အွေ့အမေရိကန်သမ္မတတဲ့အီလူ sorry ဒေါ်နယ်ထရမ့်ရုရှားတရုတ်နဲ့အလွမ်းသိမ့်မှု လဝါရိုက်ပြီးပါလီစီစဉ်နေလဲမသိရပါမယ်ကဘာကြီးရဲ့လက်ရှိနောက်ဆုံးသောတုံးတက်ချက်တွေရအရင်ကဝင်ရိုးစွန်း၃နိုင်ငံဆိုရင်ဖက်စစ်အာဏာရှင်နိုင်ငံတွေကနေပြီးအခုအမေရိကန်မှာအပါ၄နိုင်ငံဖြစ်လို့နေပါပြီတပတ်မှာတော့ဥရောပ28နိုင်ငံမဟာမိတ်တိတ်ကိုထူးခြားပြီးတော့တိတ်ကိုအကဲဆက်တဲ့အခြေအနေမျိုးကြီးဖြစ်တယ်လို့ နွေဦးတော်လှန်ရေးအတွက်ကတော့အမေရိကန်စီကဘာမှမမျှော်လင့်ပါနဲ့တော့ကိုဒူကိုတာကိုလည်းယုံပုကပုံတကူနဲ့အစုံသက်တိုက်ပွဲကိုဆင်နွှဲကြရလိမ့်မယ်ကလို့ကိုလည်းယုံပုပုံတကူနဲ့သာငါတို့နိုင်ငံကိုငါတို့ထူထောင်ကြရလိမ့်မယ်အဲ့ပြောရှိသွားမှာဆိုဒုတိယပိုင်းတစ်ဖက်အနေနဲ့ဤတော်စုဂျင်းကြောင့်ပြပြချင် တော်လန်တော်လန်သတင်းတွေကြောင့်အာတက်တရောဝမ်တာအဲလဲရှင်ပြုံးပြီးရနောက်အုံနောက်ထဲမှာသမိုင်းဖြစ်စဉ်တွေနဲ့တွေးစရာတစ်ခုကျွန်တော်တင်ပြပါမယ်ဒီကနေ့ PPTV ဆိုရဲ NUG ရဲ့ဝါရဖြတ်ဂရင်းဌာနတစ်ခုကနေပြီးတော့ postcard တစ်ခုတင်ပါတယ် IEC Cabinet ဂျာကာလာကောင်စီဒါဂျာကာလာအဖွဲ့လားဒါကျွန်တော်ဂျာကာလာပေါ့နော်ပေါင်းစီတင်ပါတယ်အတွင်းမှုနှစ်ရဲ့စကားလို့သူကပြောပါတယ် postcard ကျွန်တော် Telegram channel တွေကျွန်တော် Facebook တွေကျွန်တော် page တွေမှာဒါကိုတင်ပြထားပါတယ်လူမျက်ကြော်ဘာတွေပြောနေလဲဘာတွေလုပ်နေလဲစစ်သက်မပြတ်လူမျက်ကြော်ဘလို့ပြောဆိုနေတိုင်းပြုမှုလဲလူမျက်ကြော်ရဲ့အတွေးခေါ်ကဘာလဲဆိုတာကျွန်တော်ဗီဒီယိုကိုကြည့်တဲ့တော်တော်များများနှိမ့်စင်မပြတ်ကြည့်တာရဲ့ကျွန်တော် page တွေမှာရှိတာရဲ့ကျွန်တော် Facebook စာမျက်နှာမှာလည်းရှိတယ်ကျွန်တော် Telegram မှာလည်းရှိလူမျက်ကြော်ဘာကောင်လဲတမ်းမှန်လို့ရပါတယ်ပြည်သူလူထုအလောက်မငြင်းပါ အဲ့တော့ဂျားထဲမှာကလေကွားလေးလားအောက်စုပွင့်ဆဲဆူကြတာလေးလေရှိသေးတာပေါ့ဗျာဒါပေမဲ့ဝတ်တော်ဆောက်ကူပါယုံကြည်ရာအတွက်ဆိုရင်တော့ဟုတ်တယ်ချဲလေးနဲ့ပေါ်ကူဟမ်ကြောက်ပါဆိုတော့ပြည်တော်စုကိစ္စကိုသူကပို့စကတ်နဲ့ပြောပါတယ်သူပြောခဲ့တယ်အားလုံးဆိုပါတယ်ပေါ့နော် IEC ICE လား IEC လားကိမီနဲ့ဂျားကလာကောင်စီလိုပဲပြောပါဦးဗျာဂျားကလာအစိုးရဖွဲ့လားပြည်နယ်ဂျားကလာအစိုးရကောင်စီလားတော့မသိထားပါဘူးဆိုတော့သူကဘာပြောလဲဆိုတော့ပြည်တော်စု န်ယူဂျီဟာပြည်တော်စုအစိုးရအဖြစ်အတိမတ်သူပြုပါတယ်တဲ့သူတို့လည်းပြည်နယ်အစိုးရအဖြစ်အတိမတ်ပြုပါတယ်ဒါလေးကိုပဲကျွန်တော်ပြောချင်တယ်ကျွန်တော်လည်းမပြောတော့ဗမာပြည်ဟာဘေဒုံကမှပြည်တော်စုမဖြစ်ခဲ့ဘူးတသမျှအစိုးရလည်းဘေဒုံကမှပြည်တော်စုအစိုးရမဟုတ်ခဲ့ဘူးနောက်ဆုံးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထိစစ်တပိုင်းအစိုးရလို့သူတို့တော်ထဲမှာအစိတ်သားဘဝနဲ့ ြည်တော်စုအစိုးရမဖြစ်ခဲ့ပါထားပါပြည်တော်စုဆိုပြန်ကောက်ရင်ဖက်ဒရယ်ပြည်တော်စုဆိုပြီးစုစည်းကြဖို့ပင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့ကြတယ်အမြန်ပြန်ကောက်တယ်ပင်လုံစာချုပ်ထဲမှာခွဲထက်မှုကခွဲထွက်ပိုင်ခွင့်ရှိသည်ပြည်နယ်များဘာညာဘာညာဥပဒေဒီပေါ့ဗျာပြည်နယ်များလွတ်လပ်စွာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ကျမကိုယ်ဖန်တီးခွင့်တွေကိုတိုင်းမြို့ပြည်ပြည်ခေါင်းဆောင်ကြီးများဘုရားဆန်းအပေါ့ဝင်အဆရှိတဲ့ တိုင်းသားကောင်းဆောင်တွေပါဝင်နေသူတွေပင်လုံစာချုပ်ပြီးတော့စုနေလို့ပြောတဲ့ဖေဖော်ဝါရီလ၁၂ရက်နေ့မှာလက်မှတ်ထိုးခဲ့ကြပါတယ်ဒါပေမဲ့အဲ့လိုပြီးတော့စုဖို့ဆိုပြီးပင်လုံစာချုပ်ကအချက်လက်တွေကိုအကောင့်တွေပို့ဥနုအစိုးရလက်ထက်မှာပေါ့ဗျာဖတ်စာပလအစိုးရပဲပြောမလားစီဝေးတိုင်ပင်ရရင်ညမအတန်မှာပထမတရက်စီဝေးကျော်တင်နေ February တင်တယ် February 28ရက်နေ့လုံရင်လုံတယ်ပေါ့ဗျာ match တာအဲဆိုတော့အရှိရက်ကိုတော့ကျွန်တော်သိကြမှန်းလို့မရအောင်အနောက်ရက်ကိုတော့ကျွန်တော်မှန်းပြအောင်ဟောကျွန်တော်သိတယ်ဗျာ match လာ၂ရက်နေမှာနောက်ထပ်အစည်းအဝေးတစ်ခုခေါ်ပါအဲ့တော့နောက်ထပ် match လာ၂ရက်နေမရောက်ခင်ပါစစ်အာဏာရှင်နေဝင်အာဏာသိမ်းလိုက်ပြီးအဲ့ဒီပြည်တော်စုစုစည်းမဲ့ခေါင်းဆောင်တွေကိုအကုန်ဖမ်းပြီးထောင်ထဲထည့်ပါ တပရဆက်ရွှေတိုက်ပါဖမ်းနေတာရှင်းမလားအဲ့တည်းကပြီးတော့မစုနိုင်ခဲ့တာဟောကွာ50 48လောက်ဖြစ်တယ်မမဆိုလို့ကျွန်တော်တိကျပြော58ဖြစ်နေတာအဲ့ sorry 60နှစ်ဟောကွာ60နှစ်မတ်လ2ရက်နေ58မှာဦးမူကအနာကတ်60နှစ်မှာပေါ်တင်သိမ်းတာဟောကွာ60နှစ်မတ်လ2ရက်နေလေကဇနစ်အချိန်ကြီး ဘာမှပြီတော့မဆုနိုင်တော့ရှင်းတယ်ဒါကိုဒီကရဏီဂျာကလာ ကောင်စီရဲ့အတွင်းမှုဟာပြီတော်စုအစိုးရဖြစ် NUG ကိုအတိမတ်ပြုတာတဘောတူတယ်သူကိုယ်တိုင်ပြုလို့ရအတွက်သူပြုသို့ပေမဲ့ပြည်သူလူထုကိုအတိမအမြင်မားတွေမပေးစေချင်ပါ NUG ဟာပြည်တော်စုအစိုးရလေမဟုတ်ပါ အန်ယူဂျီကပြည်တော်စုအစိုးရဟုတ်သလားမဟုတ်သလားဆိုရင်ကောက်ချက်ကိုစွဲကြမယ်ဆိုရင်လက်ရှိရခိုင်ကချင်ကရင်မွန်ရှမ်းပမာရီပေါ့ဗျာမြန်မာညီညွတ်ရေးအစိုးရဟာငါတို့အားလုံးရဲ့အစိုးရဖြစ်တည်ဆိုပြီးလက်ခံတာလား KI ရခိုင်ကရင်ကချင်မွန်ရှမ်းပမာရီ ဲ့တော့စွပ်ပြီတော်မစုကြပါနဲ့စွပ်ပြီတော်စုအစိုးရကြီးမလုံးကြပါနဲ့ပထမတစ်ခါတော့ကလည်းပြီတော်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်တက်တော်တွေကိုစစ်ဆေးပြီးလုပ်ခဲ့ပြီးတယ်ကျွန်တော်မပြောဘူးကြည့်နေတယ်ကိုပမာခုကိုပမာကိုစုနိုင်အောင်ပဲချိုးစားပါဦးဗျာအဲ့တော့ပြည်သူလူထုကရောင်ကန်းကန်းနဲ့ပြည်တော်လိုက်စုပြီးတော့အဲ့ပြည်တော်စုအတုထက်ဂျင်းထက်ခံရအောင်မယ်ခဏခဏလေးဂျင်းထက်လာခဲ့တာ ပြည်သူကလည်းဖို့ကြောပြသူခရုစံကျွဖြစ်ပြီးအသက်ရှူဖို့တော့တော်တော်စဉ်းစားနေရတဲ့ဘဝတော့ကပြပါတာပေါင်းမြောင်များစွာနဲ့အများကြီးအများကြီးနေစဉ်စာဝင်နေရေးစစ်တပ်ကအနိုင်ကျင့်မှုတမျိုးတော်လန်ကျင်တာလည်းမတော်လန်ရမတော်လန်ခြင်းမြန်တော့လည်းမတော်လန်ပဲနဲ့တော့ကဲပြန်ရင်လည်းသိရမလားပြောပြန်အားအမျိုးဆုံးပြည်သူကဒီလိုကြောင်နေပြောက်ပြီးတော့မျောလင်းချက်တွေမဲ့ပြီးတော့ဖြစ်နေတဲ့အချိန်မှာ ပြည်သူကိုကောက်ရိုးလေးတမင်ဖြစ်ဖြစ်အာကိုထိုက်လောက်တဲ့အပြောဆိုအပြုမှုမျိုးတွေဖြစ်စေချင်ပါတယ်တပီတော်စုချင်းကြီးထမထဲ့ပါတော့နဲ့လို့ဒီလောက်ပဲအတူတူပြောရင်စဉ်းစားပါစဉ်းကျင်ပါတွေးခေါ်ပါတုံးတက်ပါတမိုင်းနဲ့တမိုင်းဆိုင်ရာတွေ့ကြုံနေတယ် တမိုင်းဆိုင်ရာအဖြစ်ပြက်တွေနဲ့ကိုကိုတိုင်းတွေ့ကြုံခဲ့တဲ့တွေ့ကြုံနေတဲ့လက်ရှိအဖြစ်ပြက်တွေနဲ့ချိန်ထိုးပြီးတော့မှမှန်မှန်မှန်သိမသိပြောသိမပြောသိလုံးသိမလုံးသိပြုမှုဈေးချင်ပါတယ်။ဒါကြောင့်လေဆိုတော့နိုင်ငံရေးဒေါ်လာကြီးမှာတာဝန်ကြီးကြီးယူထားတဲ့လူတွေကပုံမှုပြီးတော့ပြည်သူကိုအတိမအမြင်မာတွေမဖြစ်စေချင်ပါ။ဒီအချိန်မှာတော့ဒီကာလမှာတော့ရိုးသားပေးကြပါအခက်ခဲဆုံးအချိန်ကြီးကိုရင်ဆိုင်နေရတဲ့အတွက် ဒီလိုလူလူနဲ့တော်လိုင်းကြီးတမအချင်းချင်းမှာယူတာပေးကြပါတော်လိုင်းကြီးကလုံနေတာဘယ်အချင်းနေလဲဘလို့ပုံစံလဲဘာဖြစ်မလဲ50 50အချင်းကြီးဗျစ조사ရုံးကန်နေကြတယ်အောင်ဝဲရဖို့အဲ့ဒီမှာဇွတ်ဆိုရပြီးဇွတ်ဖြာခင်းပြီးဇွတ်အုပ်ချုပ်ရေးတွေဖွင့်နေတာတော့တစိတ်ဂျိုင်းလုံးနေလို့ပြောရင်ဒီညတော့ဒီလောက် halol çizutma.